မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမာဇန်တန်တင်ချအတွဲတက်က စံမျက်နှာ39 3.7 2.7 7ပဲဖြစ်ပါတယ်။ကောင်းစင်ကဒသမကိများကိုနိုင်ရှင်ခြင်း၊ကိပြည့်အချင်းချင်းနိုင်ရှင်ခြင်းနဲ့အပိုင်းကိအချင်းချင်းနိုင်ရှင်ခြင်းများကိုပြုလုပ်နိုင်တဲ့ကဲ့သို့ဒသမကိများတွင်လည်းမိဒီကပို၍ကြီးသည့်သို့မဟုတ်ငယ်သည့်တို့ကိုနိုင်ရှင်နိုင်သည်။အဲ့တော့ရှေ့တုန်းကဆရာမတို့ဒီကိပြည့်အချင်းချင်းနိုင်ရှင်တာတွေငယ်ငယ်တုန်းကသင်ခဲ့တယ်။အပိုင်းကိအချင်းချင်းနိုင်ရှင်တာတွေလည်းသိခဲ့ပြီးပြီ။အဲ့တော့ဒီခါကျတော့ဆရာမတို့ဘာကိုကြည့်မလဲဆိုတော့ဒသမကိများအချင်းချင်းနိုင်ရှင်မယ်။ဘယ်ဒသမကိကပို ူကြီးတယ်ဘယ်ကင်းကပုံငယ်တယ်ဆိုတော့ကြည့်မယ်အဲ့တော့နိုင်ရှင်လို့တော့သတ္တမကင်းနှစ်ခုရေသတ္တမအမှတ်များကိုအထက်အောက်တက်တက်ထားမယ်သူသတ္တမကင်းများလက်ဝဲဘက်ဆုံးမှစ၍လက်ရာဘက်သို့နေရာတူကနေအသီးသီးအလိုက်နိုင်ရှင်ရမယ်ပြောချင်တာတော့ဥမာတက်မှာသတ္တမကင်း3သတ္တမ1တက်3နဲ့3သတ္တမ 3နှစ်8တုံးနိုင်ရှင်မယ်ဆိုရင်3ရက်3ရက်ကိုတက်အောင်ထားတယ်ဒသမကိုဒသမနေရာတက်အောင်ထားမယ်ဒါခုနေရာခုတက်မယ်ဒသမနေရာတက်မယ်10လီစိတ်10လီစိတ်1000လီစိတ်နေရာတက်အောင်ထားမယ် ပါပြီเนาะအဲဒီမှာ3ညလို့ထားပြီးတော့စဉ်းစားလို့ရတယ်3ရက်3ရက်အတူတယ်ဆိုတော့ဘယ်ဟာကြီးတယ်ဘယ်ဟာငယ်တယ်ဆရာမတော်မသိဘူးအဲ့ခါကျတော့ဆယ်လေးစိတ်ကိုသွားကြည့်မယ်ဒါကလည်း2ရက်2ရက်ဆိုတော့တူတယ်တူတော့ဒီမှာသွားပြီးတော့ကြည့်မယ်7ရက်8ရက်ဆိုတော့8ကပိုကြီးနေတဲ့အတွက်ကြောင့်မလို့3တသက်မှ28ဆိုတဲ့ဒီတသက်မှအကင်းက3တသက်မှ28ထက်ကိုပိုပြီးတော့မှကြီးတယ် အဲ့လိုလေးဖြစ်လာမယ်ပေါ့နော်အသုံးတသက်မှ1တက်3ထက်ကိုပို့ပြီးတော့ကြီးမယ်သုံးတသက်မှ1ရှစ်တီသုံးတသက်မှ1တက်3ထက်ကိုပို့ပြီးတော့ကြီးပါမယ် ဥပမာနဲ့ကိုကြည့်မယ်ဒသမကိန်း3ဒသမ1.3နဲ့3ဒသမ1.3ကိုနိုင်ရှင်ရခြင်း3ဒသမ1.3 3ဒသမ1.3ကိုနိုင်ရှင်မယ်အဲ့တော့နိုင်ရှင်တဲ့အခါမှာ3ဒသမ1.3လို့မရေးဘဲနဲ့3ဒသမ1.3ညလို့ရေးပြီးတော့မှနိုင်ရှင်အဲ့တော့သူဆိုလိုချင်တာကဘယ်လိုလဲဆိုတော့ဆရာမတို့ဒီလိုလေးရေးမယ်3ဒသမ1.3ဆိုပြီးရေးလိုက်ပြီးနောက်မှလည်းဒသမကိုတက်အောင်ထားမှဆိုတော့3ဒသမ1 ကျဲနောက်က၃ညလို့ဒီလိုထည့်ပြီးတော့ရေးလိုက်မယ်အဲ့တော့၃ရက်၃ညတူတယ်၂ရက်၂ညကလည်းတူတယ်ဒီမှာ၁ရက်၁ရက်ကလည်းတူတယ်ဆိုတော့၃နဲ့၃ညနဲ့ဆိုတော့၃ကပိုကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့၃သသမာ၂တက်၃ကပိုကြီးတယ်၃သသမာ၂တက်ထက်ကိုပိုကြီးတယ်နောက်က၃ညကတော့ထည့်ရေးခြင်းလည်းရဟုတ်ပြီနော်အဲ့လိုမျိုးလေးနိုင်ရှင်မှာဖြစ်တယ်သသမာဂိမ်းမြောက်နိုင်ရှင်ရာတွင်သသမာအမှန်အလက်ဝဲဖက်မှာလက်ရာတို့ဂိမ်းတွဲအလိုက် နိုင်ရှင်ရပြီမတူညီသောဂိမ်းတွေတွေ့သည့်အချိန်နိုင်ရှင်မှာဆရာမတို့ခုနကဒီဘက်လက်ဝဲဘက်ကနေစပြီးဒီဘက်ကိုသွားတယ် ဲ့တော့အဲ့ဒီမှာဘယ်အချိန်မှာသွားပြီးတော့မတူဘူးလေအဲ့ဒီအချိန်ထိသွားပြီးတော့နိုင်ရှင်မယ်အဲ့လိုမျိုးမတူညီတဲ့ဂိမ်းနဲ့ဂိမ်းတွေတွေ့တဲ့အချိန်နိုင်ရှင်မယ်ထိုဂိမ်းတွေတွင်ပိုကြီးသောကနန်းပါသည်ဒသမကင်ဟာပိုရကြီးသည်ပြောချင်တာသည်300 300ရဲ့တည်းတွေသူ့ကိုနိုင်ရှင်တဲ့အခါမှာတူတယ်ပြန်နေရလဲတူတယ်တည့်တည့်ရလဲတူတယ်အဲ့တော့ဒီမှာမတွေ့တာတွေ့အာဒီမတွေ့တာတွေ့ပြီဆိုတဲ့အခါကျတော့မှာပဲဘယ်ကိန်းကကြီးတယ်ဘယ်ကိန်းကငယ်တယ်ဆိုတော့သိရမှာဖြစ်တယ်ဟုတ်ပြီနော်ဒီတော့လေ့ကျင့်ခန်း3.0ဆက်ပြီးတော့လုပ်ကြမှာဖြစ်ပါတယ် ဒေချင်ခန်သုံးသမခွန်နံပါတ်7အောက်ပါတသမကင်းရဲများရဲမိဒီကပို့ကြည့်တယ်နေဟုတ်ပြီတစ်သုံးခွန်သမ56တစ်သုံးခွန်သမ55ကိုဆိုတော့သူဥပမာရေးထားတဲ့အတိုင်းဆရာမတို့တစ်သုံးခွန်သမ56တက်အောင်ရေးလိုက်မယ်တစ်သုံးခွန်သမ55ကိုဆိုတော့ဒီမှာဆရာမတို့တုံညလေးထည့်မယ်ဒီမှာကင်းတွဲလေးတွေဒီလိုများလေးတွေနဲ့ထည့်ရေးမယ်ပေါ့နော်ဥပမာထဲမှာရေးထားတဲ့အတိုင်းပါ အဲ့တော့ဆံမတော့နိုင်ရှင်ကြည့်မယ်တရတရတူတယ်၃ရ၃ရတူတယ်ခွင်းရခွင်းရလည်းတူတယ်ငါးကလည်းတူတယ်ဒီမှာကြတော့၆ကပိုကြီးတဲ့အတွက်ကြောင့်မလို့ဒီအပေါ်ကတသမခင်ကပိုပြီးတော့မှကြီးမယ်ဆိုတော့ဆံမတော့ဘယ်လိုရေးမလဲဆိုတော့၁၃ခွန်းတသမ၅၆၃ရ ဒီ96ဒီပို့ပြီးတော့ကြီးမယ်နောက်က730တတမ99ခုထဲပို့ကြီးတယ်ဟုတ်ပြီနော် greater than ဆိုရကြီးလိုက်မယ်နောက်နံပါတ်ခဝေးက3ညတတမ3ည3ည6နဲ့3ညတတမ3ည6နဲ့3ညသူ့ကိုလည်းဘယ်လိုလေးကြဲကြဲလေးရေးလို့ရှိရင်ဟိုမြင်တာရယ်ပေါ့နော်အဲ့တော့3ညတတမ3ည6နဲ့3ညဟုတ်ပြီဒီလိုများလေးတွေလုံးလိုက်မယ်ဒါတူတယ် သူကလည်းတူတယ်ဒီမှာကျတော့6ကများသွားပြီဟုတ်ပြီနော်6ကဒီမှာများတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ကင်းရကြီးမလဲဆိုရင်ဒီကအောက်မှာရှိတဲ့ကင်းရကြီးမယ်ဟာဗျာဒီမှာ6ကြီးတယ်3ညငယ်နေတယ်ဒါကြောင့်0.0620 is greater than 0.0062ကံငယ်က3.2468လေးလိုက်မယ်3.2468 တုံညာတသက်မှာ2 4 6တုံညာအဲ့တော့ကြီးလိုက်တာအနေနဲ့သိပါရဲ့ oh sorry အဲ့တော့ဒီလိုမျိုးလေးကိန်းတွေကိုနိုင်ရှင်းကြည့်မယ်တုံညာတုံညာတူတယ်2ရက်2ရက်တူတယ်4ရက်4ရက်တူတယ်6ရက်6ရက်တူတယ်7ရက်တုံညာရက်8ကပို့ပြီးတော့ကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိန်းကပို့ပြီးတော့မှကြီးမယ်အဲ့ဒါကြောင့်တုံညာတသက်မှာ2 4 6 8 is greater than 0.2460နားပြီနော် ံပါတ်2ကကြတော့အဘရတမကိန်းများမှာအကြီးဆုံးကိန်းနဲ့အငယ်ဆုံးကိန်းကိုရှာပါဆိုတော့ကျွန်တော်တို့နှစ်ခုချင်းစီကိုအရင်တိုင်းရှင်းကြည့်မယ်တက်တက်တမ234နဲ့တက်တက်တမ23နောက်က3ညထည့်လိုက်မယ်အဲ့တော့ဒီများလေးတွေတက်မယ်ပေါ့နော်အဲ့တော့ဒါက1 2 3သူက4ဆိုတော့သူကပို့ပြီးတော့ကြီးတယ်ဒါကြောင့်တက်တက်တမ234ကပို့ကြီးတယ်တက်တက်တမ233ညထည့်ပို့ကြီးတယ် ဟုတ်ပြီနော်အဲ့တော့ဒီနှစ်ခုမှာ तू อ่ะပို့ကြည်တာဆိုတော့ဒီနှစ်ခုကိုပြန်ပြီးနိုင်ရှင်ကြည်လိုက်အဲ့တော့တေသသမ2339ညရဲ့တေသသမ2339ညရဲ့နောက်ကခင်းနဲ့နိုင်ရှင်မယ်အဲ့တေရဲ့တေရဲ့2ရဲဒါများလေးရကလေးတို့ထည့်မယ်နေ့ရဲ့နေ့ရဲ့2ရဲဒီမှာ3ဆိုတော့ဒီ3ကပို့ပြီးတော့ကြည်တယ်ဒါကြောင့်တေသသမ233ညကြီးမယ်တေသသမ233ညသုံးကငယ်မယ်ဆိုတော့ဒီမှာအကြီးဆုံးကဘယ်လိုဖြစ်လာမလဲဆိုတော့ တေသတမ234ကကြီးမယ်ပြီးတဲ့ခါကျတော့တေသတမ233လာမယ်အငယ်ဆုံးကတော့တေသတမ233ဆိုလိုလာမယ်အဲ့ခါမှာအကြီးဆုံးဂိမ်းနဲ့အငယ်ဆုံးဂိမ်းကိုရှားပါလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာရေးမယ်အကြီးဆုံးဂိမ်းညီမြချင်းအကြီးဆုံးဂိမ်းကတေသတမ234အငယ်ဆုံးဂိမ်းညီမြချင်းဆိုပြီးတော့မှ တဲ့တက်မှာနှဲ့၃ည၃ဆိုပြရရှိမယ်ဟုတ်ပြီနော်ခဝေးရလဲဆရာမတို့ခုနလိုပဲနှစ်ခုစီနိုင်ရှင်မယ်90တက်မှာ၃ည၄၃ရှိရလဲ90တက်မှာ နှစ်သုံးည3လေးအဲ့တော့များနေနဲ့နိုင်ရှင်ပါငါတူတယ်သုံးညတူတယ်ဒီမှာနှစ်ကပိုကြီးသွားပြီဒီတော့ဒီနှစ်ခုမှာကျွန်တော်တို့နိုင်ရှင်နာနဲ့တွေ့လိုက်တဲ့အဲဒီတသမကင်းကဘယ်ဟာပိုကြီးလဲဆိုတော့90တသမနှစ်သုံးည3လေးကပိုကြီးမယ်90တသမသုံးညနှစ်လေး3ချက်ဒီတော့ဒီနှစ်ခုကိုပြန်နိုင်ရှင်မယ်ဒီဘက်မှာရေးလိုက်မယ်90တသမ3ညအော် sorry နေ့၃ည၃လေးအဲ့တော့50ဒသမ2၃ည၃လေးနဲ့အဲ့တော့ဆရာမတော်ကသူနဲ့သူနဲ့နိုင်ရှင်ပြီးလို့ရှိရင်ဒီနှစ်ခုထဲကငယ်တဲ့ဂိမ်းထဲမှာဒီဂိမ်းနဲ့အောင်နိုင်ရှင်မှာဟုတ်ပြီနော်အဲ့တော့ဒါကြောင့်မလို့50ဒသမ3ည2 4 3အဲ့တော့3ည4 3 ဒါကိုရင်ရှင်းမယ်ဒီကိန်းဝင်ရင်ရေးမယ်90တက်မှ3943ဒီမှာကျန်တဲ့ကိန်းက90တက်မှ3934ဒီနောက်ဖို့နိုင်ရှင်တဲ့ခါမှာတူတာလေးတွေရှိမယ်ဒီမှာလဲ3ဒီမှာ2ဒီမှာ4ဆိုတော့ဒီကင်းကပို့ပြီးတော့ကြီးမယ်အဲ့ဒီခါကျတော့ဆရာမတို့ဘယ်လိုရေးမလဲဆိုတော့50တသမ3ည2 4 3ကပို့ကြီးတယ်50တသမ3ည2 3လေးထက်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာ तू ကကြီးတယ် तू ကငယ်တယ် သူထက်ကြတော့သူကပို့ပြီးတော့ငဲတယ်ဆိုတော့အကြီးဆုံးကင်းရတာငယ်ဆုံးကင်းရဒီမှာဒါကြောင့်မလို့အကြီးဆုံးကင်းညီမြချင်း90ဒသမ1.34နဲ့အငယ်ဆုံးကင်းညီမြချင်း90ဒသမ3.34ဖြစ်မယ်ဒါပြီးနော်ကြီးစင်ငယ်လိုက်စီပါနံပါတ်3က ဲ့တော့စီးစင်ငယ်လိုက်စီဖို့အတွက်လည်းဆမရခုနာလိုနိုင်ရှင်မယ်ကြီးတဲ့ဂိမ်းကိုရပြီဆိုရင်အဲ့ဒီဂိမ်းကိုခဏထားပြီးတော့ငှဲတဲ့ဂိမ်းနဲ့နှောက်ဂိမ်းတစ်ခုနဲ့နိုင်ရှင်မယ်အဲ့လိုနိုင်ရှင်မယ်ဟုတ်ပြီနော်အဲ့တော့တစ်တက်မှတစ်တုံညာတစ်ရဲ့နောက်ကတစ်တက်မှတုံညာတစ်ဒီမှာတုံညာလာမယ်အဲ့တော့တစ်ရဲ့တစ်ရဲ့အတူတယ်တက်မှတက်မှရှိမယ်တစ်နဲ့တုံညာနဲ့ဆိုတော့ဒီဂိမ်းကပိုပြီးကြီးတာအတွေ့ရတယ်ဒါကြောင့်တစ်တက်မှတစ်တုံညာတစ်က greater than တစ်တက်မှတုံညာတစ် ဆိုတော့ဒီမှာကြီးတဲ့ဂိမ်းရောရသွားပြီဒါပို့ပြီးတော့ကြီးမယ်ဒီငယ်တဲ့ဂိမ်းနဲ့ဒီဂိမ်းနဲ့မှာဘယ်ဟာပို့ပြီးကြီးတယ်လဲဆိုတော့ပြန်ရှာမယ်ဘယ်ဟာပို့ပြီးငယ်တယ်လဲဆိုတော့ရှာမယ်ဒါကြောင့်1သသမ3ည7နဲ့ဒီဘက်က1သသမ1 1တင်နေနိုင်ရှင်မယ်ဆိုတော့ဒီမှာ၃ညထည့်မယ်ဒီမှာများလေးတွေထည့်မယ်ဗောနော်၁ရဲ့၁ရဲ့၃ညရဲ့၁ရဲ့ဆိုတော့ဒါကပူကြီးတယ်ဆိုတော့၁တသမ၁၁၁ကပူကြီးမယ်၁တသမ၃ည၁၃ညထည့် ဟုတ်ပြီဒါဆိုရင် तू ကကြီးတယ်သူ့ထက်ကို तू ကပိုကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုအငယ်စဉ်ကြီးလိုက်ရေးတဲ့အခါမှာတေတသက်မှာဒီအဲ့တော့ဆရာတို့ဒီဟာကြီးတယ်ဒီမှာလည်းပဲဒီဂိမ်းကကြီးတယ်ဒီဂိမ်းတစ်ခုမှာရောဘယ်ဟာကြီးသလဲဆိုတာပြဿနာရှိဒါကြောင့်မလို့သူ့နှစ်ခုဆရာတို့ကပြန်ပြီးတော့နှိုင်းရှင်ကြီးမယ်အဲ့တော့တစ်တက်မတစ်သုံးရတစ်ရတစ်တက်မတစ်တစ်တစ်နှိုင်းရှင်မယ်နှိုင်းရှင်တဲ့ခါကျတော့ဒါကပိုကြီးတာ အဲ့ဒါကြောင့်မလို့ဆံမတော့ဘယ်လိုဖြစ်လာမလဲဆိုတော့တိတတမတတတကပို့ပြီးတော့ကြီးမယ်ပြီးတဲ့အခါကျတော့တူလာမယ်တိတတမတတုံညာတက်လာမယ်ပြီးတော့မှတိတတမတုံညာထစ်တုံညာလာမယ်ဟုတ်ပြီဒါကိုဆံမတော့ဒီမှာ၃ခေါက်နိုင်ရှင်ပြထားတယ်ဒီလိုမဟုတ်ဘဲနဲ့ဆံမတော့ဘယ်လိုလုပ်မလဲဆိုတော့ပထမအဦးဆုံးဒီနှစ်ခုကိုနိုင်ရှင်မယ်ဟုတ်ပြီနော်အဲ့တော့အဲ့အားလေးကိုဆံမရေးပြမယ်တိတတမတတုံညာတတိတတမတအာ sorry တုံညာတနောက်ကတုံညာထက်ရေးတိုင်း အဲ့တော့နိုင်ရှင်တဲ့အခါမှာသိရတာဒီသူကတက်သူကတက်ဆိုတော့ဒါကပိုကြီးတယ်အဲ့တော့1.101 greater than 1.010ဆိုတော့ဒီကိန်းကကြီးတယ်ဒီကိန်းကငယ်တယ်အဲ့တော့ငယ်တဲ့ကိန်းနဲ့သွားပြီးနိုင်ရှင်ရင်တော့ဒီဘက်ကငယ်တဲ့ကိန်းထွက်လာလို့ရှိရင်သူ့ထက်ကြီးတဲ့ကိန်းနဲ့ရှိနိုင်သေးတာပဲဒါကြောင့်မလို့သူနဲ့သူနဲ့သွားပြီးတော့နိုင်ရှင်မယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတော့ 1. နော်ကြီးတဲ့ခင်ဟာ101နဲ့1.111နဲ့နိုင်ရှင်မယ်အဲ့လိုနိုင်ရှင်လိုက်လို့ရှိရင်ဒီမှာတိရတာကဒါကပိုကြီးတယ်ဆိုတာတိရတယ်ဒါကြောင့်မလို့တိတမ111က greater than တိတမ131ဆိုပြီးတော့အဲ့ခါကျတော့သူ့ချက်ကိုသူကကြီးတယ်ဆိုတော့နောက်ဆုံးဘယ်လိုဖြစ်လာမလဲဆိုတော့တိတမ111က greater than ဘောနော်1.101 greater than 1.010ဆိုရဖြစ်လာမယ်ဒါကကျတော့20ဆင့်နဲ့ပြီးသွားတယ်ပေါ့နော်အဲ့တော့ဒီလိုကပို့ပြီးတော့မှလွယ်မယ်ပေါ့ဟုတ်ပြီနော်နောက်တစ်ခုခဝေးကိုသွားမယ်အဲ့တော့ဒီကိန်းနှစ်ခုနိုင်ရှင်မယ်3ညတသမ1 3ညနှစ်နဲ့3ညတသမ3ည3ညနှစ်နှစ်ဆိုပြီးတော့အဲ့တော့ဒီမှာ3ညရေးလိုက်မယ်တို့အချင်းချင်းနိုင်ရှင်တော့ဒီမှာနှစ်ဆိုတော့ဒီကိန်းကပို့ပြီးတော့ကြီးတယ် ဆိုတော့3ညရတ္တမ2 3ညနဲ့3ညက greater than 3ညရတ္တမ3ည3ည2 2အဲ့တော့သူကငဲ့တယ်ငဲ့တယ်ဒီကိန်းရကြီးတယ်ဒီကြီးတဲ့ကိန်းနဲ့ဒီကိန်းနဲ့ကိုထပ်ပြီးတော့မှနိုင်ရှင်မယ်ဟုတ်ပြီနော်ကြီးတဲ့ကိန်းနဲ့တွားပြီးတော့နိုင်ရှင်မယ်3ညရတ္တမ2 3ညနဲ့3ညနဲ့3ညရတ္တမ3ည2 3ည2နဲ့နိုင်မယ်3ည3ညဆိုတော့3ညဒါက2ဆိုတော့သူကပိုကြီးတယ် တော့ဘယ်လိုဖြစ်လာမလဲဆိုတော့နှစ်တုံညာနဲ့တုံညာကပို၍ကြီးတယ်တုံညာတဲ့တက်မှာတုံညာနဲ့တုံညာနဲ့ထက်ဟုတ်ပြီအဲ့ခါကျတော့ အဲ့တော့ဆရာမတို့ကသူကအကြီးဆုံးဖြစ်မယ်။သူကဒီမှာ၃ညဒီမှာ2ဒီမှာ၃ညဒီမှာ၃ညဆိုတော့သူကအလှက်ဖြစ်မယ်။သူကအငယ်ဆုံးဖြစ်မယ်။ဟုတ်ပြီနော်။အဲ့တော့ခုနကလိုပဲ greater than less than တွေနဲ့ရေးမယ်။ပြီးတော့မှငယ်စဉ်ကြီးလိုက်စီတော့ဆိုပြီးတဲ့ခါကျတော့ခုနဆရာမစီထားတဲ့အတိုင်း၃ညတမ2၃ညနဲ့၃ညရဲ့ comma ရဲ့နောက်တစ်ခုက၃ညတမ၃ညနဲ့သုံးညနှစ်ရဲ့အကောမှာသုံးညတမသုံးညသုံးညနှစ်နဲ့ဆိုရရသွားပြီဒီမှာလည်းပဲခုနပုံမှာလည်းပဲနံပါတ်7မှာ ကြီးစင်ငယ်လိုက်စီတော်ဆိုပြီးတော့ရေးပြီးတော့မှတစ်တတမ111ကောမှတစ်တတမ1331ကောမှတစ်တတမ3ညာ10ဆိုပြီးတော့မှအဲ့လိုလေးရေးပေးမယ်ဟုတ်ပြီနော်ဆိုတော့ဆရာတို့ဒီနေ့က3တတမခွန်လေ့ကျင့်ခန်း3တတမခွန်ပြီးသွားပြီအဲ့တော့နောက်သင်ခန်းစာတွေကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုနားထောင်တဲ့အခါမှာနားလည်တယ်ဆိုရင်လည်း like comment နဲ့ subscribe လုပ်ပေးပါရှင်။တို့များတွေကိုလည်း sharing လုပ်ပေးပါ။ကျေးဇူးများကြီးတင်ပါတယ်။